ားပါရှင်ခေတ္တတလီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြန်မာစစ်တပ်၏အယောင်ပြရွေးကောက်ပွဲကိုရှုံချရန်မြန်မာအရေးအထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့်မြန်မာပြည်သူများ၏ဒီမိုကရေစီလှုံ့ဆော်မှုများကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်လေးဦးကသမ္မတထွန်းအစိုးရထံသို့တောင်းဆိုဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုရှုံချရန်မြန်မာအရေးအတွက်အမေရိကန်အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့်မြန်မာဒီမိုကရေစီလှုံ့ဆော်မှုများကိုပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ်၄ဦးကတမနာထွတ်အစိုးရထံသို့တောင်းဆိုလိုက်ပါတယ်နိုဝင်ဘာလ20ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာအရှေ့အာရှနဲ့ဖက်စီဘက်ဆက်ကော်မတီ၏အစည်းအမြန်အဖွဲ့ဝင်နေဥက္ကရာများဖြစ်ကြသည့်လွှတ်တော်အမတ်ဒေါက်တာအမီဘီယံလွှတ်တော်အမတ်ရန်ကင်း တောင်အာဆာနဲ့အလင်းအာဆာဆက်ကော်မတီ၏အစိမ့်မြင့်အဖွဲ့ဝင်နေဥက္ကရာများတို့ကနိုဝင်ဘာလ16ရက်နေ့မြမအရေးအကျတဲ့နဲ့ပတ်သက်ပြီးပူရဲဆက်ကော်မတီဂျာနာဝဲအပြီးထို့တို့အမေရိကန်အစိုးရထံသို့ညင်ညာကြထုတ်ပြန်တော်ဆိုလန်းခြင်းဖြစ်ပါတယ်မနေ့ကပြည်လုံးတဲနှစ်ပါတီပူရဲကြားနာပွဲဟာလွှတ်တော်အမတ်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအတွက်စူးစမ်းရုံးကံမှုကိုထောက်ခံအားပေးရမှာစီလုံးညီညွတ်ကြကြောင်းပြသလိုက်ပါတယ်ဟုအမေရိကန်လွှတ်တော်အမတ်များကဆိုပါတယ် မြန်မာနိုင်ငံ၏စစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲကိုအမေရိကန်အစိုးရကရှုံချရန်နဲ့အမေရိကန်အစိုးရ၏မြန်မာအရေးအထူးကိုယ်စားလှယ်ခံအရေးကိုလည်းလွှတ်တော်အမတ်များကတောင်းဆိုလိုက်ကြပါတယ်။မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းပြီးဒီမိုကရေစီကျတဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့အာဏာသိမ်းအဖွဲ့ရဲ့လာမယ့်အကြောင်းပြရွေးကောက်ပွဲတွေကိုအများပြည်သူရှေ့မှာမှရှုံချဖို့နဲ့အကြဲအသဲကိုကင်တွေဖြစ်စင်ရမှာအမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုဥဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ မူဝါဒညီနိုင်ရေးမှုတအုပ်ကိုခန့်ဖို့အတွက်ကျွန်တော်တို့ဟာအစိုးရဘက်ကိုတိုက်တွန်းလိုပါတယ်လို့လွှတ်တော်အမတ်ကပူရဲကြေညာချက်မှာတောင်းဆိုထားပါတယ်ရွေးကြအရင်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့နိုင်ငံနဲ့အတူအခြားနိုင်ငံများပူးပေါင်းဆောင်ရွက်ကြရန်ဒီမိုကရေစီအရေးအတွက်ရုံးကန်နေရသည့်မြန်မာပြည်သူများအလုံးနဲ့အတူအမေရိကန်ကရက်တီချောင်းလွှတ်တော်အမတ်များ၏ပူးရဲကြေညာချက်မှဖော်ပြထားပါသည်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့လည်း မြန်မာနိုင်ငံရှိလူမျိုးတုံးတပ်ဖြတ်မှုနှင့်ပြည်တွင်းစစ်ကြောင်းဖြစ်ပေါ်လာတဲ့ဒုက္ခတဲ့အခြေအခင်ပေါ်တုံ့ပြန်မှုများကိုရေရှည်တည်တန်းစေဖို့နဲ့ပုံမှုတွတ်ကောင်းမှုစေဖို့လူဟင်းစာတွေကိုခြေပြူစာလက်ခံထားတဲ့ပင်လာတီနဲ့အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးလှူဆောင်ရပါမယ်။လွတ်လပ်မှုဂွန်ဒိခါနဲ့ဒီမိုကရေစီအနာဂတ်ကိုရှာဖွေနေတဲ့မြန်မာပြည်သူအလုံးနဲ့အမေရိကန်ဟာဆက်လက်ရည်တည်သွားရပါမယ်လို့လွှတ်တော်အမတ်လေးဦးကြီးညင်ညာချက်မှရေးသားထားပါတယ်ရှင်။ ဆက်လက်ပြီးစကိုင်းတိုင်းအတွင်းစည်ရေးဆုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တန်းမှုပုံမှုချုပ်မျိုးမင်းထွေးကိုစစ်တန်းကခေါ်ယူမင်းမြန်စစ်စင်းနေစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းအတွင်းစည်ရေးဆုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူပုံမှုချုပ်မျိုးမင်းထွေးကစစ်တကားခေါ်ယူမင်းမြန်စစ်စင်းနေကြောင်းစစ်ဘက်တရင်ရှင်မြင့်နဲ့စီရီယံပူကြီးစင်ရွာကပြောဆိုပါတယ် စနေမလာ20ရက်နေ့စကန်တိုင်းဗမာမြို့ကတော်လရင်တံများကတိမ့်မိုက်သွားခြင်းစကန်တိုင်းအတွင်းထိုးစစ်စနေသည့်စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးချိန်မုန်းခံရခြင်းအပါအဝင်စီရေးဆုံးနေမှုများကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တမ်းမှုပုံမှုချုပ်မျိုးမြင့်ထွေကစစ်တကားခေါ်ယူမေးမြန်းဆုံဆန်းဆက်ဆဲမှုများလုံဆောင်နေကြောင်းတို့ရမှာစစ်တကားပုံမှုချုပ်မျိုးမြင့်ထွေကိုအကြမ်းမှုဖြင့်ဖမ်းဆီးစစ်ဆင်နေသည့်ဆိုသည့်သတင်းများကိုလည်းစစ်တကားကိုယ်တိုင်ဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် တို့ရမှာစတကဘုံမှုကျုံမျိုးမင်းထွေကိုအင်္ဂလိပ်မှုဖြင့်ဖန်ဆစ်စစ်စဲနေသည့်ဆိုသည့်သတင်းများကိုလည်းစတကကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရပါသည်။ ကမ်းမလူမှစစ်ကြောင်းလိုက်ပြုတ်ပြီးစစ်ဆုံးခဲ့တဲ့ကိစ္စတွေဗမာကိုမထင်မဖက်နဲ့လက်လွတ်လိုက်ကြတာအဲ့ဒီလိုအမှုမျိုးတွေတော်လှန်ရေးအင်အားစုတွေနဲ့ဆက်နွယ်တဲ့အမှုကြောင့်သာဒီလိုစစ်ဆင်နေတဲ့အနေအထားမျိုးဖြစ်မယ်။အာဂရီမှုလောင်နဲ့အရေးယူခံရနိုင်ပွဲမရှိပါဘူး။ဒါကကြာကအောင်ကောင်းစင်တက်လိုက်တာဖြစ်မယ်။သူကရန်သူနဲ့ပတ်သက်တဲ့ဆိုတဲ့အမှုမျိုးနဲ့တောင်အရေးယူခံရတဲ့အနေအထားမျိုးလို့သုံးသပ်ရပါတယ်။အရေးယူမယ်ဆိုရင်တော့တင်ကြပေါင်းပုံမှန်33တရှိုးမှုနဲ့အစွဲခံရဖို့များတယ်။ပုံမှန်33ဆိုတာသိရမယ်။ ရန်သူနဲ့ပတ်သက်ပြီးတဆွလုံးတဲ့အမှုပုံဒီအမှုနဲ့ပဲဖြစ်ဖို့များလောက်မင်းအာဂရီမှုနဲ့ဆိုရင်တော့အကုန်လုံးမင်းပုံမှန်33တဆွမှုပုံမှန်36စစ်ပုံကံမှုအဲ့ဓာတွေနဲ့ပဲဆွဲမဲ့အနေအထားမျိုးဖြစ်ပါတယ်လို့စီရီယံပိုကြီးစင်ဝါကပြောကြားပါတယ်စစ်ဘက်တရင်ရှင်မြေကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တန်းမှုပုံမှုကြော်မျိုးမင်းထွေကိုနိုဝင်ဘာလ10ရက်နေ့ဥပအမျက်ငွေများလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်လူမြင်ကွင်းမှာပြောက်ကွဲပြီးအခမ်းအနားများမှာလုံးဝမတွေ့ရတော့ကြောင်း တိုင်မှုနေရာအပြောင်းလဲဖြစ်သည်ဟုမသိရပေလက်ရှိတိုင်မှုမှာလည်းပြောင်းဆုံနေကြပြောဆိုပါတယ်တိုင်မှုအသေးရောက်လာတာမတွေ့ရသေးဘူးလက်ရှိနာမခတိုင်မှုပုံမှုချုပ်မျိုးမင်းထွေးလင်းလူမြင်ကွင်းမှာမတွေ့ရတော့ဘူးလို့စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်အနာမြတ်တိုင်စစ်ဌာနချုပ်တိုင်မှုပုံမှုချုပ်မျိုးမင်းထွေးသည်အလို့တင်ဘိုးဒေသ26မှဖြစ်ပြီးတမတ်စတေလောက်ကန်ဒေတာကုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တင်စစ်စင်ရေးကုကဲမှုစစ်ဌာနချုပ်တို့မှာတမတ်မှုတာဝန်ယူခဲ့ပါတယ် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန်တက် MNDA နဲ့ပူးပေါင်းတပ်များကအစိမ်းမြောက်တိုင်းစစ်ဌာနချုပ်ရမခစီတီလာရှိုးကိုတင်ယူစဉ်တိုင်းမှုပုံမှုကျိုးဆိုတဲ့တိုင်းစစ်ဦးစီးချုပ်ပုံမှုကျိုးတပ်ထင်ဆိုလိုနေတဲ့အတူပုံမှုချုပ်မျိုးမင်းထွေးတို့ကလည်းကိုကန် MNDA တပ်ထံမှလက်နက်ချအညံ့ခံခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့လာရှိုးတိုင်းပွဲမှာလက်နက်ချအညံ့ခံခဲ့သည့်ပုံမှုချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနားမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရဲ့ဖြင့်ခံရခဲ့ပါတယ်ရှင် ဆလဘင်းစကားမျိုးမှာကြဖို့ပါတီမစစ်ပွဲကြောင့်ဟောင်းတပ်ပုံဤမဲဆွယ်ဝဲအတွက်ပြည်ဆောင်ကြီးမှာကြဖပုံဆက်ယုံမှာဝန်ထမ်းများကိုစင်ခေါ်ပြီးပြည်သူများတက်ရောက်သည်ဟုလိမ့်လည်ဝါဒဖြင့်စကားမျိုးပြည်သူများကကြဖို့မဲဆွယ်ဝဲကိုလာမတက်ကြဆွဲတရင်ကိုတင်ဆက်ပြမှာဖြစ်ပါသည်စကားမျိုးမှာကြဖို့ပါတီမစစ်ပွဲကြောင့်ဟောင်းတပ်ပုံမဲဆွယ်ဝဲအတွက်ပြည်ဆောင်ကြီးမှာကြဖပုံဆက်ယုံမှာဝန်ထမ်းများကိုစင်ခေါ်ပြီးပြည်သူများတက်ရောက်သည်ဟုလိမ့်လည်ဝါဒဖြန့်လျက်ရှိကြောင်းဒေသပြည်သူများကပြောဆိုပါသည် နိုဝင်ဘာလ19ရက်နေ့မှာကျန်းဖော့ပါတီကစကိုင်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတပ်ပုံကဗဒံများရက်ကွက်စိန်ကုန်းရက်ကွက်ပိုရန်ရက်ကွက်ရွာထောင်ရက်ကွက်တော်လာပိုင်းရက်ကွက်များရှိမင်းဆန္ဒရှင်ပြည်သူများနဲ့တွေ့သည်ဟုလူမှုကွန်ရက်ပလက်ဖောင်းများမှဗီဒီယိုတပ်ပုံများနဲ့တင်ပြလာကြောင်းအဆိုပါတပ်ပုံများမှစကိုင်းမြို့မှပြည်သူများမဟုတ်ဖိစကိုင်းမြို့ရွှေမင်းဝင်ရက်ကွက်ရှိပြည်စုံကြီးဘွားချက်ဖာဘုံဆက်ယုံမှဝန်ထမ်းများကိုတွေ့ဆုံပြီးပြည်သူများနဲ့တွေ့ဆုံသည်ဟုမဟုတ်မမှန်လိန်လေဝါဒဖြန့်ကျင်ဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုပါသည် ဦးသက်ပုံကစကိုင်းမျိုးပြည်သူတွေကိုမဲဆွယ်စေရမှုတွေတည်ဆုံနေဆိုပြီးဗီဒီယိုတွေတင်နေတကယ်ကသူပြောတဲ့ဗရမ်းများရက်ကွက်ကမဲဆန္ဒရှင်ပြည်သူတွေမဟုတ်ပါဘူးပြည်သူတွေဆိုတာအလိန်အညာပါစကိုင်းမျိုးရွှေမင်းဝင်ရက်ကွက်မှာပြည်ဆောင်ကြီးဝါချက်ဖာမွန်ဆက်ယုံမှဝန်ထမ်းတွေနဲ့တွေ့တာကိုစကိုင်းမျိုးပြည်သူတွေနဲ့တွေ့တယ်ဆိုပြီးသူကလှုပ်တာပါကျင်းထဲတာပေါ့ဗျာစက်ရုံဝန်ထမ်းတွေကိုဖိအားပေးပြီးစက်ဖို့ယူနီဖောင်းဝယ်ခိုင်းနေပြီးတော့တပ်ပုံကိုကြိုခိုင်းနေ ဆက်ယုံဝန်ထမ်းတွေကလည်းဆက်ယုံရဲ့ဖိအားကြောင့်ကြိုးစောရတဲ့ကျပ်ဖို့ဝစ်စုံနေဝင်ရတာပေါ်လို့တပ်ပုံဤမဲဆွဲစီယုံပွဲတက်ရောက်ခဲ့သူဆက်ယုံဝန်ထမ်းတဦးကပြောဆိုပါတယ်စကမ်းမြို့မှာချပ်ပေါ်ပါတင်ဤမဲဆွဲစီယုံပွဲများသို့ပြည်သူများကိုလာရောက်ဖိတ်ခေါ်ပြီးမည်မြေတိပြည်သူကမှလာရောက်ကြခြင်းမရှိ၍ဆက်ယုံဝန်ထမ်းများဝန်ထမ်းမိသားစုများကိုဆင့်ခေါ်ပြီးပြည်သူများဟုလိန်လယ်ဝါဒဖြန့်မှုများလုပ်ဆောင်နေကြောင်းသိရပါသည် စစ်တပ်ကတို့ပတ်စင်29ကျောင်းစင်ဒုတိယဗိုလ်ချုပ်ကြီးတပ်ပေါင်းကမင်းအောင်လှိုင်ညွှန်ကြားချက်အရစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စံဖို့ပါတီမှဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ရှင်။